မင်္ဂလာပါဒီနေ့မေလာ31ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့မြန်မာနိုင်ငံအတွင်းမှာဇွန်လ3ရက်နေ့ထိမိုးများနိုင်တဲ့သတင်းယာရူးတွေကိုအလဲသုံးစားမပြုဘဲပြည်သူတွေနဲ့တသားတဲ့ရက်တီကိုလိုအပ်ကြောင်း KAKND ရဲ့စစ်ဦးစီးချုပ်ပြောတဲ့သတင်းဘောလကဲအရှိတန်းကာကင်းနေမှာချင်းအကင်များလာကြောင်းရဲဘော်တွေတုတ်ကွေးအဖြစ်များနေတဲ့သတင်းစတဲ့ Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားရပါပါ မြန်မာနိုင်ငံမှာဇွန်လ၁ရက်နေ့ကနေဇွန်လ၃ရက်အတွင်းမိုးများနိုင်ပြီးဇွန်လဒုတိယအပတ်အတွင်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရပ်ဝန်ဖြစ်ပေါ်နိုင်ခြင်းရှိတယ်လို့မိုးလေဝသပညာလေ့လာနေသူဦးဝင်းနိုင်ကအတိပေးထုတ်ပြန်ထားပါတယ်။တနင်္လာရီတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအရှေ့ပိုင်း၊အေရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းနေပြည်တော်ရခိုင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာမိုးအထင်းထင်းကနေမိုးများနိုင်တယ်လို့သိရပါတယ်။ ဇွန်လ3ရက်နေ့ထိမိုးပြားနိုင်ပြီး AOD ချင်းနှင်းမြဖြားပိုင်းကကျဆင်းလာနိုင်တဲ့ရည်ရွယ်တွေနဲ့မြေကြီးစီးဆင်းမှုများလာနိုင်တာကြောင့်မြေကြီးအခြေအနေကိုမပြတ်ဆောက်ကြည့်ပြီးမြေကမ်းမအနီးကအနေမိုင်းရက်ွက်နဲ့မြေလေတောင်တွေမှာအခြေချနေထိုင်သူတွေသတိပြုရမယ့်အခြေဖြစ်တယ်လို့လည်းဆိုပါရယ်မေလ31ရက်နေ့တနာရီ90မိနစ်ထိနောက်ဆုံးရရှိထားတဲ့အချက်လက်တွေက AOD နဲ့ချင်းနှင်းမြဖြားပိုင်းမှာရည်ရွယ်မြင့်တက်နေပြီးရည်စီးနှုန်းတွေမြင့်နေတာကြောင့် မြေအောက်ဖက်ဒေသအလုံးအတွက်တည်ထားပြီးလိုအပ်တာကြိုတင်ပြင်ဆင်ရမယ့်အချိန်ဖြစ်တယ်လို့အတည်ပြုထားပါတယ်။ Greeny အမျိုးသားများကာကွယ်ရေးတဲ့ KNDF တပ်ဖို့တပ်မှုနဲ့တပ်သားတွေအနေနဲ့ကိုတာဝန်ယူထားတဲ့ယာလူတွေကိုလွဲသုံးသားမပြုဘဲပြည်သူတွေနဲ့တသားတဲ့ရည်တည်ဖို့လိုအပ်တယ်လို့ KA KNDF စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က KNDF လင်းနစ်ပြေမင်ကုန်းမှာထည့်သွင်းပြောဆိုထားပါတယ်။ Greeny မျိုးသားများကာကွယ်ရေးတပ် KNDF ကို2021ခုနှစ်မေလ31ရက်နေ့မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး 2025ခုနှစ်မေလ31ရက်နေ့မှာ၄နှစ်ပြည့်ခဲ့ပြီ ဖြစ်တယ်လို့သိရပါတယ်။ Greenie အမျိုးသားများကာကွယ်ရေးတပ် KNDF ဟာလက်နက်ကင်တပ်ဖွဲ့တစ်ခုသာဖြစ်ပြီးနိုင်ငံရေးအဖွဲ့အစည်းတစ်ခုမဟုတ်ကြောင်းနဲ့လက်နက်ကင်တပ်ဖွဲ့ဆိုတာအမိတ်ညွန်ကြားချက်ကိုသာဒီဇိုင်းမမတ်လိုက်နာရမှာဖြစ်ပြီးနိုင်ငံရေးနားလည်သိရှိရမယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်စစ်မြေပြင်မှာလိုက်နာရမယ်ကျင့်ဝတ်ဥပဒေစည်းကမ်းလူထုအရေးကလေးတွေငယ်အမျိုးသမီးအရေးနဲ့မျိုးရည်စည်းဝါးတွေကိုကာကွယ်တိုက်ဖျက်ရန်လိုအပ်ပြီး အထူးသဖြင့်ကိုတာဝန်ကြရာဒေတာမှာဘိန်းဆိုင်ပြိုးတာကိုတားမြစ်ဖို့အထူးလိုအပ်တယ်လို့လည်းမင်ကုန်းမှာပါရှိပါတယ်။ Greeny B ဘောလခဲရှေ့တန်းကာကင်းနေမှာခြင်အကိုက်များတာကြောင့်ရဲဘော်တွေငှက်ဖျားနဲ့တုတ်ကွေးအဖြစ်များနေတယ်လို့ရှေ့တန်းရောက်ရဲဘော်တို့က Federal FA ကိုပြောပါတယ်။ရှိတန်းမှာငှက်ဖျားတုတ်ကွေးဖြစ်တာနှစ်ပတ်လောက်ရှိပြီဖြစ်ပြီးတရားရဂိုင်လုံးမှာ30ရဂိုင်လုံးတော့တုတ်ကွေးဖြစ်နေကြတယ်လို့ဆိုပါတယ် အခုရက်ပိုင်းမိုးစတိုက်ရွာတဲ့အခါရှေ့တန်းကာကင်းကရဲဘော်တွေအေးမိဖျားနာလာတာရှိပြီးဖျားနာတဲ့အခါစေဝါအဖွဲ့တွေရှိပြီမဲ့လန်ခီးကြောင့်သူတို့အချိန်ပြည့်ရှိမနေပေးနိုင်တာမျိုးရှိတယ်လို့ဆိုပါတယ်။ငှက်ဖျားတုတ်ဝေးဖြစ်တဲ့လူဟာအစာပိုင်းမှာခေါင်းကိုက်တာနဲ့ချောင်းဆိုးတာစတဲ့လက္ခဏာတွေကိုခံစားရတယ်လို့ဆိုပါတယ်။ Greenie ပြည်တွင်မကပဲကရင်အမျိုးသားအစည်းအရုံး KNU တက်မှာခေါ်ပါလဲချင်ပေါ်တာကြောင့်ရဲဘော်တွေတုတ်ဝေးဖြစ်နေတယ်လို့သိရပါတယ်။ ီနေ့မေလ31ရက်နေ့ Federal FI ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်တော့မှပါခင်ဗျာ thank you